ငွေကြေးချိုးတဲ့ပရိသတ်တဦးရဲ့စီးပွားရေးကိုဘာအခချင်းငွေမှမယူပဲကြော်ညာပေးခဲ့တဲ့မနော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Selling Insider Page ကနေပြီးတော့ ပရိသတ်ကြီးအားလုံးကိုပြန်လည်လို့ချိုးချိုးပါရရှင်မနောလို့ပြောလိုက်ကြနဲ့စိတ်တော်တော်ကောင်းပြီးတော့ပျော်ပျော်နေတဲ့အနုပညာရှင်တယောက်အဖြစ်အားလုံးကသိပြီးသားဖြစ်မှာပါအောင်မြင်လာတဲ့နောက်ပိုင်းမှာလည်းမနောကအချိုးတွေမပြောင်းသွားခဲ့သလိုဆက်ဆံပုံတွေကလည်းမပြောင်းလဲခဲ့ပါဘူးအရင်အထက်တောင်မှပို့ပြီးတော့တိမ်မွေ့နူးညံ့သွားပြီးလောကကောင်းကျိုးပြုအလုပ်တွေကိုသာလုပ်နေခဲ့တာဖြစ်ပါရင်လက်တလုံးမှာလည်းပရိသတ်တအူးအပေါ်မှာဆက်ဆံခဲ့တဲ့မနောရဲ့အပြုအမူကြောင့်လူပြော းများနေတာဖြစ်ပါတယ်။မနောကခီးသွားရင်းနဲ့အဝေးပြေးလမ်းမမှာပရိသတ်တဦးနဲ့送ခဲ့ပါတယ်။အဲဒီပရိသတ်ကမနောဆိုတဲ့နာမည်နဲ့ဂုံးရရောင်းနေတာဖြစ်ပါတယ်။လမ်းပေးဈေးတဲ့အဖြစ်ဂုံးရရောင်းနေတဲ့အချိန်မှာမနောဆိုပြီးတော့နာမည်ကိုယူသုံးပြီးတော့ဖွင့်ထားတာဖြစ်ပါတယ်။မနောဆိုတဲ့နာမည်နဲ့ဂုံးရဆိုင်ဖွင့်ထားတဲ့အပေါ်မှာ မနောကသူကူညီနိုင်တာကိုကူညီပေးခဲ့ပါတယ်။ဆိုင်နာမည်ကိုမနောလို့အမည်ပေးထားတာဖြစ်တဲ့အတွက် မနောကိုယ်တိုင်ဝင်ရောက်လိုက်မယ်ဆိုရင်ဆိုင်ကပို့ပြီးတော့ပဏံတင့်သွားမှာပါဒါကြောင့်မို့လဲမနောက900ဆိုင်လေးမှာဝင်ပြီးတော့ကိုယ်တိုင်900ဝင်ရောက်ပြီးခဲ့ပါတယ်မနောကကွန်ရလည်းမစားတတ်ပါဘူးကွန်ရစားကြတာကြောင့်ဝင်ရပြီးမှမျိုးမဟုတ်ပဲဆိုင်လေးကိုကြောင်ညာပေးတဲ့စိတ်ကြောင့်ကွန်ရဝင်ပြီးတော့ရောင်းပေးခဲ့တာဖြစ်ပါတယ် ကိုရာကိုလည်းမရတဲ့ရတဲ့နဲ့ရပေးနေခဲ့တာပါ။ကိုရာရပေးတဲ့အချိန်မှာလဲဘာနဲ့ယူမလဲဆိုပြီးတော့စားနောက်နေခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကိုရာပို့ပေးတဲ့အချိန်မှာလဲဆိုင်ဟိုတိမ်ပေါများစွာထိရောင်းကောင်းပါစေ။ရာချီထောင်ချီဖြစ်ပါစေလို့ဆုတောင်းပေးခဲ့တာပါ။ဒါအပြင်သူ့ရဲ့အကောင့်မှာဆိုင်ရဲ့အနေရလေးစာလေးနဲ့အတူတင်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။အခုလိုတင်ပြလာတဲ့မနော်ရဲ့ဗီဒီယိုလေးကကြည့်ရှုသူလည်းများသွားခဲ့ပါတယ်။ဒါကြောင့်မို့ TikTok အသူတွေက မနောဆိုတဲ့ကိုရဆိုင်လေးကိုလည်းတတိထားမိသွားကြပါရင်မနောကကိုရဆိုင်ကိုကြောညာပေးလို့သာအခုလိုလူသိကုံတာဖြစ်ပါရင်မနောကိုရိုင်းရောင်းပေးခဲ့တဲ့ကိုရဆိုင်ဆိုပြီးတော့လာအားပေးကြတော့မှာဖြစ်ပါရင်မနောကလည်းသူ့နာမည်နဲ့ဖွင့်ထားတဲ့ဆိုင်လေးကိုလူသိများစီခြင်းနဲ့စေချောင်းအခုလိုမျိုးကြောညာပေးခဲ့တာဖြစ်ပါရင်မနောရဲ့လိုရည်လေးကိုလူအများကလည်းချီးကျူးနေကြပါရင် မနောကပကာသနာกินပြီးတော့တစ်ဖက်သားအပေါ်မှာရိုင်းပင်ကုညီခြင်းနဲ့စိတ်လဲအပြည့်ကိုရှိရာဖြစ်ပါရင်ဒါအပြင်ဘာသာရေးလဲဂိုင်းဆိုင်သူတူဖြစ်ပါရင်အနုပညာအလုပ်တွေကိုဆက်မလုပ်တော့ဘဲနဲ့ဘာသာရေးတွေကိုသာလုတ်ကင်နေရလဲဖြစ်ပါရင်ဘာသာရေးအလုပ်တွေလုပ်ရင်းနဲ့သာဖြတ်တန်းနေတာပါဒါအပြင်စကိုင်းမြို့မှာစင်တူတော်အယောင်ဆိုင်ကိုဖွင့်လှစ်ထားပြီးတော့သူဆိုင်မှာဗုဒ္ဓဘာသာအမျိုးသာသနာပြန်ပွားရေးအတွက်လဲတစ်ဖက်တစ်လမ်းကကုညီပေးနေရဖြစ်ပါရင် လူငယ်လူရွယ်လေးတွေကိုဓမ္မစာပေတွေသင်ကြားပေးပြီးတော့စာမေးပွဲတွေလည်းလုပ်ပေးပြီးသူဆိုင်မှာပဲဖြည့်ခိုင်းတာပါ။ဒါအပြင်သမီးဖြစ်သူကိုလည်းဒီလရှင်ဝတ်ခိုင်းပြီးတော့တရားအလုပ်တွေနဲ့အေးချမ်းတဲ့ဘဝလေးကိုဖြတ်တန်းခိုင်းထားတာဖြစ်ပါတယ်။မနောကသူ့ဘဝကိုကောင်းတဲ့အရာတွေလုပ်ရင်းနဲ့သာပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့သူဖြစ်ချင်တာဖြစ်ပါတယ်။လောဘဒေါသမောဟများတဲ့အမှုပညာလုပ်ကိုယ်တောင်ဆံမလုချင်တော့တဲ့အတွက်ခဏယန္တာထားရလေဖြစ်ပါရင် ပဓာဒနာကင်းပြီးတော့ဖြူစင်ယူသောစွာနဲ့လောက်ခိုင်စားတောင်းနေတဲ့တောတလိတောရွာမှာသာနေထိုင်ကြနေတာဖြစ်ပါရင်ပြီးခဲ့တဲ့လပိုင်းတော့ဆိုရင်လေတောရွာမှာကောက်ဆိုင်နေတဲ့သူတွေကိုဘောက်နဲ့တချင်းလိုက်ဆိုပြီးတော့ဖျော်ဖြေခဲ့သေးတာဖြစ်ပါရင်ငွေကြီးချိုးတဲ့ပရိသတ်တဦးရဲ့စီးပွားရေးကိုဘာအခကြီးငွေမှမယူပဲကြော်ညာပေးခဲ့တဲ့မနောအပေါ်ပရိသတ်တဦးရဲ့မြင်လေးကိုလည်းပြပြပေးပါအောင်ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်